ဘဝမှာလူဖြစ်ရခြင်းဒုက္ခဆိုတာကတော့အားလုံးကသိထားပြီးသားဖြစ်မှာပါနော်ကျမတို့တန်တရားနေမလွတ်မြောက်သေးခင်ကာလမှာကျမတို့လူသားဆိုင်ရာဒုက္ခတွေကိုတော့လူတိုင်းမိပါကြုံရပါမယ်အဲ့လိုဒုက္ခတွေကိုကြုံရတဲ့အခါမှာတချို့လူတွေရဲ့ဖြတ်တမ်းမှုဖြတ်တမ်းနည်းရနော်ကောင်းမွန်တဲ့နည်းလမ်းတွေကိုအသုံးပြုရဆိုလို့ရှိရင်တော့ဘဝမှာတတောင့်တတာနဲ့နော်လောကဒဏ်တွေကိုရင်ဆိုင်နိုင်ပါတယ် ချို့လူတွေရကြတော့လောကဓာတ်တွေကိုအကောင်းပဲဖြစ်အဆိုးပဲဖြစ်ဖြစ်နော်ရင်ဆိုင်မုံရင်ဆိုင်ကြီးစံတန်းတာတွေလည်းတွေ့ရပါတယ်အဲ့တော့ကျမအနေနဲ့ဒီကနေ့အသက်အရွယ်မှာကျမလေးလာသိယူထားသမျှပညာရက်တွေနဲ့ကျမရဲ့အတွေ့ခေါ်တွေနော်ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့နော်ဝါဒတွေရဲ့ဝါဒတွေပေါ်မှာယုံကြည်တဝင့်မှုအရာပြောဆိုနိုင်တာတွေမျှဝေနိုင်တာတွေရှိပါတယ်အဲ့ဒါကတော့နော်ကံကောင်းစီရဲ့နီလန်းတချို့ကိုကျွန်မ ညဝေပါမယ်။ဘေးရင်ဆီယာမဖြစ်တဲ့အတွက်ကျမကရေဒီယာခြေတဲ့နီလန်းနဲ့နော်ကံကောင်းစီဖို့နီလန်းတွေကိုညဝေနိုင်သလိုပဲစိတ်ပိုင်းဆိုင်ရာပေါ့နော်။ဘလို့နီလန်းတွေကတော့ကိုယ့်ရဲ့ကံတွေကိုနော်ပို့ပြီးတော့ကံကောင်းလာစေတည်း။ကံစိုးကံညံ့နေတာတွေကိုဘလို့နီးလန်းနေနဲ့ပြုပြင်နိုင်တလဲဆိုတာကိုလေကျမတည်တည်ချာချာသိပါတယ်เนาะအဲ့တော့ဒီကနေ့မှာတော့ကျမကအ နော်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အပြင်အခြားနိလန်တစ်ခုရှိအဲ့ဒါကျမတို့လူတိုင်းလည်းလုံနိုင်တယ်နိလန်ဖြစ်ပါတယ်နော်အဲ့ဒီနိလန်ကကျမတို့တွေမှာရှိနေတဲ့မကောင်းသောကံတွေနော်ကြုံတွေ့နိုင်ရတဲ့ကံကြွေးဆက်ရမယ့်အခြေအနေတွေကိုတတ်တာရော့ပါစေတဲ့မိလန်းဖြစ်ပါတယ်အဲ့တော့ကျမညဝေပါမယ်လူတိုင်းလူတိုင်းမှာမိ9မျိုးရှိပါတယ်เนาะမိ9မျိုးထဲမှာယာကမိ မောဟမီကိလေသာမီဆိုတာကတော့ကျမတို့ပယ်တတ်ရမယ်မီးတွေပါเนาะရာဂမီးကြောင့်ကျမတို့ဒေါသတွေလောဘတွေဖြစ်ရတယ်မောဟမီးကြောင့်ကျမတို့တွေးဝေတာတွေတွန်းဆုတ်တာတွေပူပင်တော့ကတွေဖြစ်ရတယ်ကိလေသာ မီးကတော့ကျမတို့အတွက်အဆိုးဆုံးပဲเนาะဘဝအဆက်ဆက်တန်တရားကိုဖြစ်စေတာကိလေသာမီးတွေကြောင့်ဖြစ်စေတယ်ပေါ့เนาะအဲ့တော့ပယ်တတ်ရမယ်မီး ငိမ့်တက်ရမယ်မီးသုံးမီးကိုလူတိုင်းနေနဲ့ငိမ့်တက်ဖို့ကတော့မလွယ်ပါဘူးเนาะကျမလည်းစူးစမ်းအထုတ်နေပါတယ်အဲ့လိုပဲအဲ့ဒီမီးတွေထက်ကျမတို့လူတိုင်းနေနဲ့နော်လောင်ကျွမ်းနိုင်တဲ့အတွက်ဂယုဆိုက်ရမယ်မီးရလေ၄မီးရှိပါတယ်အဲ့ဒီမီးတွေကနော်ကျမအရေးကြီးဆုံးမီးတစ်ခုကိုပြောပါမယ်အဲ့ဒါကတော့မီးပါပါနော်မိဘဆိုတာကျမတို့အတွက်ကတော့မီးလိုပါပဲမီးဆိုတာက အသုံးပြတတ်တဲ့ ဆိုရင်ကျမတို့အတွက်အကျိုးမြောင်များစွာဖြစ်ပါတယ်နော်အဲ့လိုပဲအသုံးမပြုတတ်ဘူးမိကိုဂယုမဆိုင်ဘူးဆိုရင်ကိုယ့်ကိုလောင်ကျွမ်းစေတယ်ဒုက္ခရောက်စေတယ်ပေါ့နော်အဲ့တော့ကျမကမိဘနဲ့ပတ်သက်ပြီးတော့ကို့မှာရှိနေတဲ့ကောင်းနေတဲ့ကံတွေကိုပြုပြင်လို့ရတဲ့နီလန်းကိုကျမကမျှဝေသွားမှာဖြစ်ပါတယ်။နော်မိဘဆိုတာကျမအတွက်ကတော့တက်ရှိဖရားပါပဲ။နော်မိဘတွေဟာလူသားတွေဖြစ်တယ်မှန်တယ်လူသားတွေဖြစ်တဲ့အတွက် လူသားဆိုင်ရာအတားတွေရှိနိုင်တယ်ဒေါသတွေရှိနိုင်တယ်မာမာနတွေရှိနိုင်တယ်အဲ့ဒါတွေအားလုံးကိုကျမတို့ကနားလည်ပြီးလို့ရတယ်ဘာကြောင့်လဲကျမတို့ကလည်းလူသားတွေပဲအမေတင်မှားတတ်တာမဟုတ်ဘူးကျမလည်းမှားတတ်တယ်เนาะအမေတင်เนาะဗလိုက်တတ်တာမဟုတ်ဘူးကျမလည်းဗလိုက်တတ်တယ်เนาะအမေတင်ဒေါသနဲ့သာသမီကိုပြောဆိုတတ်တာမဟုတ်ဘူးကျမလည်းပြောဆိုတတ်တယ်အဲ့လိုနားလည်လိုက်ပြီးဆိုရင် အမေနဲ့ပတ်သက်တဲ့ နော်အမေကကို့ကိုဘလို့ပြောလို့စိတ်တော်ကရောက်တာတို့ကိုအမေကကို့ကိုတော့နော်ဟိုအမေကကို့ထက်ပို့ပြီးတော့ဘသူ့ကိုပို့ချစ်လို့အမေကကို့ထက်ပို့ပြီးတော့ဘသူ့ဘက်ကလိုက်လို့အဲ့ဒါမျိုးတွေအားလုံးကိုကျမတို့နားလည်ပြီးလို့ရပါတယ်နားလည်နားလည်ပြီးသင့်ပါတယ်နော်ဒါအပြင်မိဘဆိုတာကျမတို့တာမန်လူတွေကိုဆက်ဆံတယ်လို့လုံးဝဆက်ဆံလို့မရတဲ့သူတွေပါ မိဘဆိုတာသက်ရှိဖရားတွေဖြစ်ပါတယ်เนาะတချို့လူတွေကံကောင်းကြတယ်ကံကောင်းနေတဲ့အချိန်မှာမိဘပေါ်မှာเนาะမောက်မာတဲ့ပြောစကားတွေမိဘကိုစိတ်ဆင်းရဲအောင် မိဘပေါ်မှာအညှိုးထားတယ်ကိုယ့်ရဲ့ငယ်တုန်းကရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့မိဘပေါ်မှာသွားပြီးတော့တုံ့ပြန်တာမျိုးတွေရှိခဲ့ခါမှာသူတို့ရဲ့ကံဟာကောင်းနေရဲ့ဂျာကနေပြီးတော့ကံအားနေချိန်မှာเนาะမထင်မှတ်ဖဲနဲ့ဒါမိဘပေါ်မှာ ြောမဆိုမှရှိခဲ့တဲ့အတွက်နော်လက်ပိတ်သွားတာတွေမိဘအပေါ်မှာပြောမဆိုမှရှိခဲ့တဲ့အတွက်လောကဒဏ်ဆိုးကိုရင်ဆိုင်ရတာတွေမထင်မှတ်ထားတဲ့နော်အကုသိုလ်ကနေပြီးတော့အကုသိုလ်ဖြစ်သွားတာတွေဒါမျိုးတွေအများကြီးကြုံရတယ်တွေ့ရပါတယ်အဲ့တော့မိဘဆိုတာမီးလိုပါပဲเนาะကျမတို့မီးဆိုတာမိဘကိုကိုကเนาะကောင်းကောင်းမွန်မွန်ယွယွတီတီလီလီဆာဆာပြောဆိုဆက်ဆံတာဟာကျမတို့တွေကိုကုသိုလ်ရစေတယ် မိဘကတက်ရှိဖျားဖြစ်တဲ့အတွက်နော်မိဘကိုကိုကကောင်းမွန်ယူသေးတာဆက်ဆံခြင်းအဖြစ်မိဘကိုကိုကအမြဲတမ်းအလုပ်ကျွေးပြုမယ်ဒါနကုသိုလ်နဲ့နော်ပြုလို့ရတယ်မိဘနော်တက်ရှိဖျားဖြစ်တဲ့အတွက်ဖျားမှဆွန်းတော်ကတ်တယ်လို့ပဲကျမတို့မိဘအဖေအမေကိုကောင်းမွန်စွာလှုပ်ကျွေးပြုစုခြင်းဟာလေကုသိုလ်ဒါနကုသိုလ်အများကြီး ရစေတဲ့နည်းဖြစ်ပါတယ်ဒါနကုသိုလ်အားကောင်းစေတယ်เนาะမိဘကိုအလုပ်ချွေးပြုစုတဲ့လူဟာဘဝတသက်လုံးစားစရာတောက်စရာပူပင်စရာမလိုတဲ့ဘဝကိုရပါတယ်เนาะနောက်တစ်ချက်ကတော့ကျမတို့ကသီလတချို့လူတွေ၅ပါးသီလမစောင့်ထိန်နိုင်ဘူးဒါပေမဲ့အမေအဖေအမေကိုမှရှိတဲ့အဖေအမေတို့ကောင်းကောင်းမွန်မွန်အလုပ်ကျွေးပြုစုတယ်ဆိုရင်လေနော်တချို့ဘေးအန္တရာယ်တွေကမိဘတွေရဲ့မြစ်တာကြောင့်နော် ကျော်လွှားနိုင်တာတွေရှိပါတယ်ကျမဒီပင်လေးကျမအဖေပဲဖြစ်ဖြစ်အမေပဲဖြစ်ဖြစ်ကျမအမြဲတမ်းရှစ်ခိုးတယ်ကြော့တယ်ပေါ့နော်အဲ့လိုအဲ့လိုကြော့တဲ့အခါတိုင်းဖေဖေကကျမကိုစုပေးပါတယ်ဟုတ်ငါသမီးလေးကျမပါစေချမ်းသာပါစေဘေးရန်ကင်းပါစေတောက်တာအတော်လူရင်ဆန္ဒများနေပြပါစေဆိုပြီးတော့ဖေဖေကကျမကိုစုတောင်းပေးတဲ့အခါတိုင်းကျမစိတ်ထဲမှာအော်ဒါငါဖေဖေကိုရှစ်ခိုးကြော့ နော်ဖះကိုရှိခိုးကြတော့ဖះကကျမကိုချက်ချင်းစုမပေးနိုင်ဘူးဒါပေမဲ့ဖေဖေကတော့ကျမကိုစုပေးနိုင်တယ်အဲ့လိုပေးတဲ့ပေပေပေးလိုက်တဲ့အတန်ကိုကြားတော့အော်ငါတကယ်ကိုငါမှရှိနေတယ်ဘေးဆိုအန်နီယိုဆိုးတွေမရှိတော့ဘူးလွတ်ကင်းသွားပြီเนาะတောက်တာအပ်တဲ့ကိုယ့်ရဲ့ကောင်းမွန်တဲ့တောက်တာအပ်တဲ့လူဝင်ဆန္ဒတွေလေးပြည်ပြီလို့ကျွန်မအမြဲတမ်းပဲဖေဖေစုပေးတိုင်းကျွန်မအဲ့လိုယုံကြည်လက်ခံတယ်အဲ့လိုယုံကြည်လက်ခံတဲ့အတွက်လေကျွန်မဘဝမှာလေအပြစ်ကင်းကင်းနဲ့ကျွန်မနေလာရတယ် ပေါ့နော်။နောက်ဒေါသအရင်တုန်းကတော့ကျမဒေါသလေးမာမာနလေးလောဘလေးအဲ့လောက်ကြီးကျမပါသွားတယ်เนาะဒါလေးကျမကเนาะပြောမယ်ဆိုလို့ရှိရင်တော့ဒီဒေါသပါခြင်းနဲ့လောဘတွေပါခြင်းနဲ့เนาะချစ်ချင်းတရားတွေတတ်နိုင်ဆုံးကင်းရှင်းခြင်းနဲ့အဲ့လိုမျိုးကျမကလိုချင်တဲ့လူဖြစ်တယ်ပေါ့เนาะအဲ့တော့ဖဖေးရဲ့เนาะတောင်းတအပ်တော့လူရင်းဆန္ဒများနေပြပါစေဆိုတဲ့စုဟာကျမအတွက်တော့ အင်မတန်ကိုဒါအဖိုးမဖြတ်နိုင်တဲ့စုဖြစ်တယ်เนาะအဲ့လိုပဲအမေကိုကျမလှမ်းပြီးကြောတဲ့ခါတိုင်းအမေကတော့เนาะကျမကိုအေးငါသမီးเนาะဘေးရန်ကင်းပါစေဘာဖြစ်ပါစေအဲ့လိုဆူတောင်းပေးတယ်လေကျမကျေနပ်တယ်အလားဘာကြောင့်လဲဒါဟာဖေဖေတို့မေမေတို့ကျမကိုအဲ့လိုဆူတောင်းပေးတဲ့အတွက်ကျမဘေးကင်းနေတယ်เนาะကျမလှုပ်ချင်တဲ့အလုပ်ကလေးတွေကိုကျမလုပ်နိုင်တယ်ဟုတ်လား နော်နောက်ကျမဒေါသတွေလောဘတွေမောဟတွေပါခြင်းနဲ့ကိလေသာတွေကိုပယ်ခြင်းတတ်ခြင်းနဲ့ဆိုတာတွေအဲ့လိုမျိုးကျမရဲ့ဆန္ဒတွေပြေဝရဲလို့ကျမကလက်ခံယုံကြည်တယ်နော်အဲ့တော့ကျမအားလုံးကိုမျှဝေချင်တာကတိုက်တွန်းချင်တာကအတတ်နိုင်ဆုံးမိဘကို နော်တမန်လူတွေပေါ့ဆက်ဆံတယ်လို့မဆက်ဆံပါနဲ့တမန်လူတွေနဲ့မတူပါဘူးမိဘဆိုတာတက်ရှိဖျားဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းခြင်းနဲ့เนาะမိဘကိုလှုပ်ကြွေးပြုစုခြင်းဟာထာဝရပို့အတွက်เนาะဒါဟာဒါနာကုသိုလ်ကြီးအကြီးသောဒါနာကုသိုလ်ဖြစ်ပါတယ်အဲ့လိုပဲเนาะမိဘပေါ်မှာကောင်းမွန်စွာเนาะသီလတချို့လူတွေသီလမဆောက်ထိန်းနိုင်ဘူးโอเคသီလမဆောက်ထိန်းနိုင်မြင်မိဘပေါ်မှာတော့ကိုက နော်ကောင်းမွန်စွာပြောဆိုဆက်ဆံမှာဝစီကံမထိုက်ပါစေနဲ့နော်မိဘနဲ့ပတ်သက်ပြီးတော့မိဘကိုစိတ်တောကရအောင်စိတ်ဒုက္ခရအောင် မလုပ်ပါနဲ့လို့ကျမကမြစ်တာနဲ့တိုက်တွန်းခြင်းပါတယ်เนาะအဲ့တော့တချို့လူတွေကเนาะဟာအမေတို့ကမှားလို့ကိုကအမေတို့ကအောင်မမှားဘူးလားအဖေအမေဆိုတာမှားနိုင်တယ်မိဘဆိုတာလူသားဖြစ်တဲ့အတွက်မှားနိုင်တယ်ဒါပေမဲ့လည်းကျမတို့ကလည်းမှားနိုင်တယ်အဲ့တော့မိဘအမှားကိုကိုက နော်အမြဲတမ်းစိတ်ထဲမှာဆွဲထားပြီးတော့အဲ့ဒီပုံမှာမခံစားပါနဲ့။အော်ဒါအမေလေးမားတတ်တာပဲ။အေးအမေမားတယ်လို့ငါလည်းမားတတ်တယ်။အော်အဖေကလည်းဒေါသထွက်တတ်တာပဲ။အဖေထွက်တတ်တယ်လို့ငါလည်းထွက်တတ်တာပဲ။အဲ့ဒီလိုမျိုးကိုနဲ့နိုင်ရှင်ပြီးတော့နော်ဆင်ကျင်ကြည့်ပါ။ကိုနဲ့နိုင်ရှင်ဆင်ကျင်လို့မရတော့အောင်မိဘပေါ်မှာကိုကမချေနှက်မှုတွေများနေတယ်ဆိုရင် ကိုစိတ်ကိုကိုကပြတ်ပြီးတော့သုံးသက်ဆင်ကျင်ပါ။နော်ကိုအခုလို့ဒေါသထွက်နေတာက အဖေအမေဖြစ်တယ်။ နော်မိဘဟာကိုယ့်ထက်တခြားသားသမီးကိုပူချစ်ချင်လဲချစ်မယ်နော်ဘက်လိုက်ချင်လဲလိုက်လိမ့်မယ်ဘာကြောင့်လဲဒါဟာလူတဲ့လူရဲ့စိတ်နော်ဒါဟာပြောမယ်ဆိုစိတ်ရဲ့သဘာဝအတိုင်းပဲနော်အဲ့ဒါအပေါ်မှာကျမတို့ကခံစားနာကျင်နေမယ်ဆိုရင်ကျမတို့အတွက် နော်ကုသိုလ်ဆိုတာအထက်အကုသိုလ်တွေဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်မိဘတွေပေါ်မှာနော်မကျေနပ်တာတွေကိုဆွဲမထားပါနဲ့ခွင့်လွတ်ပါနားလေပါ မိဘလိုကိုလဲမှားတတ်တယ်ဆိုတာကိုဂယုဆိုင်ပါသတိပြုပါပေါ့နော်အဲ့တော့မိဘကိုကိုက ကောင်းမွန်စွာစောင့်ရှောက်ခြင်းအားဖြင့်ကိုရဲ့မကောင်းတဲ့ကံတွေကိုနော်ပြုပြင်နိုင်သလိုပဲနော်မိဘအပေါ်မှာကိုကကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံတာမျိုးတွေမလုပ်နိုင်ဘူးမိဘအပေါ်မှာထားနေတဲ့နော်စိတ်ခံစားချက်တွေမှာဒေါသတွေ တင်နေမယ်ဟလာနော်ဒေါသတွေတင်နေအတွက်ကိုယ့်ရဲ့ပြောဆိုမှုတွေကအပြစ်မကင်းနိုင်ဘူးနော်ဝစီကံထိုက်နိုင်တယ်เนาะအဲ့တော့ကျမပြောချင်တာကဝစီကံမထိုက်တောင်မှမနှောကန်နေねကိုကမိဘပေါ်မှာပြင်မာနိုင်တယ်ဒါတွေအားလုံးကကျမတို့တွေရဲ့ကောင်းနေတဲ့ကံတွေကိုလေစိုးသွားစေတယ်လို့ပဲစိုးနေတဲ့ကံတွေကိုလေပို့ပြီးတော့စိုးစေပါတယ်အခုလိုမျိုးခစ်ချမ်းကာလာချမ်းနဲ့ကာလာမှာမိဘနဲ့ပတ်သက်ပြီးတော့ကိုကပြောဆိုအနေအထိုင်း ဒါဒီအားလုံးဟာစင်ကြင်ရမယ့်ကာလဖြစ်ပါတယ်။ဒါအပြင်မိဘကို ကျမတို့ကနော်လှုပ်ကြွေးပြုစုပါလှုပ်ကြွေးပြုစုစရာမိဘမရှိတော့ဘူးဆိုရင်အကိုကြီးအမကြီးရှိပါလိမ့်မယ်အကိုကြီးအမကြီးကိုလှုပ်ကြွေးပြုစုပါမိဘလည်းမရှိတော့ဘူးအကိုကြီးအမကြီးလည်းမရှိတော့ဘူးဆိုရင်နော်ကုပ္ပဝင်းကျင်မှာရှိနေတဲ့မိထဲမှာပါနေတော့သူတော်ကောင်းမိဆိုတာလည်းပါပါတယ်ကုပ္ပဝင်းကျင်မှာရှိနေတဲ့ကိုကလေးစားကြည်ညိုရတဲ့အကျင့်သီလနဲ့နော် ပြည့်စုံတဲ့လူတွေကိုကိုကမိဘလိုသဘောထားပြီးတော့နော်ဒါနကုသိုလ်ပြုလို့ရတယ်နော်အဲဒါမျိုးလေးတွေကကျမတို့ရဲ့ကံတွေကိုပို့ပြီးတော့ကောင်းစေတဲ့ကံကိုပြင်နိုင်တဲ့ကုသိုလ်တွေဖြစ်ပါတယ်နော်အဲ့တော့ကျမဆက်ပြီးတော့နော်နောက်ကျမအလင်းတင်တယ်လို့ပဲကံကိုပြင်နိုင်တဲ့ကုသိုလ်တွေအကြောင်းကိုကျမဆက်ပြီးတော့ညဝေပါမယ်ချစ်တော်သူများ အားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေ